2025ခုနှစ်ဇွန်လ9ရက်ဒီနေ့ကြာသာပတေးနေ့အတွက်တဲတော်ကညမနမိတ်ဖတ်ကြမယ်ဆိုရင်တော့ခொနည်းသားမီးတို့အတွက်ဒုံနှချောင်းဆိုတဲ့ယသိတင်ကြတဲ့နမိတ်ဖြစ်ပါတယ်။အထူးသဖြင့်တော့ခီးနဲ့ပတ်သက်တဲ့အခွင့်အရေးတွေပေါ်မယ်ဘာသာရေးကိစ္စတွေဆောင်ရွက်ရတတ်တယ်။အကြီးအကဲကိုအကူအညီပေးတာမျိုးအထောက်ပံ့ပေးတာမျိုးကောင်းတဲ့ဆက်သွယ်ရတာမျိုးကြုံမယ်။ဘာသာရေးပုံတော်တွေရောက်လာတာမျိုးတို့ ဘာသာရေးအလူပွဲလန်းသဘင်နဲ့ဖိတ်ကြားခံရတာမျိုးလို့ကြုံမယ်ထို့အတူငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးလည်းထူးထူးခြားခြားလက်လာပါအစီအပြေသွားမှာဖြစ်ပါတယ်ဒီလိုနေ့မှာကံထူးကောင်းမှုလို့တတ်ဆိုရင်တော့ယသိဥခန္ဒီရဲ့ဂုံတော်73မဆိုတဲ့အရဟံဗိဟန္တာဇင်အစချီရဲ့ဂါရတော်မြတ်ကိုသက်စိတ်ရွတ်ဆိုပူဇော်ခြင်းအပြင်ကံထောက်ပံ့ကောင်းတွေအထူးရပါလိမ့်မယ်ဒီနေ့မှာမိရှုတန့်စင်ဖွားမြင်ကြတဲ့ယင်သွေးရဏာရုံတော့ကတော့မာဘုတ်ဗေဒနိယဇာတာပတိနေဘွားအဓိပတိဘွားဇာတာရှင်များဖြစ်ကြပါတယ် အပိအဓိပတိရဲ့သဘောတော်ဝအတိုင်းဆွေမျိုးမိတ်ဆွေအလုံးစုံတို့ရဲ့အဓိကကြတဲ့သူအဓိကဖြစ်တဲ့သူအဖြစ်ဇာတာကောင်းကိုပိုင်ဆိုင်ထားရမှာဖြစ်ပါတယ်ဒီနေ့မှာကြားရတဲ့မွေးနေ့ရှင်နေ့အားလုံးတို့မင်္ဂလာမွေးနေ့ပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မွေးနေ့ရှင်နေ့အတွက်ကုသိုလ်ရရားလမ်းညွှန်ရမယ်ဆိုရင်တော့မိမိရဲ့မွေးနေ့တော့မှာပန်းသက်စီစီမီသက်စီရေချမ်းသက်စီသက်ပဲပြီးလူသောကိစ္စတစ်နှစ်တာလုံးအတွက်ဆူတောင်းဒိဋ္ဌံပြုလိုက်ပါလို့ဒီနေ့ကနေမွေးနေ့ကုသိုလ်လမ်းညွှန်စကားပါလိုက်ပါတယ် ဒီနေ့အတွက်ခုနှစ်သားမိအားလုံးတွေအကျိုးပေးစိုးမိုးကဏ္ဍကတော့တစ်ကဏ္ဍကိုးကဏ္ဍဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအဆင်ပြေဖို့လိုတဲ့ကတော့မနေ့သောသောမှာနွားနုတစ်ခွက်မြတ်စွာဘုရားရှင်လှူဒန်းပြီးတနေ့တားလုံးငွေကြေးကိစ္စအဆင်ပြေဖို့ဆုတောင်းပါငွေကြေးကိစ္စတွေစကားပြောဆိုရမယ်ဆိုရင်လည်းနွားနုအနေငယ်တောက်ပြီးပြောဆိုခြင်းအပြင်အောင်မြင်ပါလိမ့်မယ်စတုဆိုင်နဲ့ကိုယ်စုံဆိုင်နဲ့လက်ဖက်ဆိုင်နဲ့စမ်းသောက်ဆိုင်နဲ့ရောင်းပန်းတာဝယ်ပန်းနှောက်လို့တော့ကတော့ဒီလိုမျိုးမှာ ဆိုင်ရှိမျက်နှာသာကိုနွားတို့အနှဲငယ်ပပြန့်လိုက်ခြင်းအပြင်တိတိတန်တန်ရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်တိုင်းနေတဲ့ကိုမျိုးစည်းတွေအယောင်တွက်ဖို့အတွက်ကတော့ပတ်စံအသစ်ကလေးတွေနဲ့တိုးပြီးခောက်ပြီးရိုက်ပြီးဆူတောင်းနိုင်ခြင်းအပြင်အယောင်တိုင်းပစ္စည်းတွေအယောင်တွက်သွားပါလိမ့်မယ်အမှုကင်းကြုံနေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့နာမည်ကိုတရားသီးမှတ်မှရေးပြီးဆွမ်းကဖုန်ကြီးကိုလောင်းလို့လိုက်ပါ ထို့သူကျမ်းမာရေးညံ့နေတဲ့သူမိသားစုမှာရှိရယ်ဆိုရင်လည်းကျမ်းမာရေးညံ့တဲ့သူတွေဓာတ်စာဖြစ်နေဒီလိုမျိုးမှာတည့်တိမှဲ့အနှဲငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအခြေအကိစ္စမိတ္တိုင်းကိစ္စအိမ်တော်ကြီးကိစ္စတွေမှာတော့အေဂျင့်တရားပျော်ရွှင်ရပါလိမ့်မယ်ဒီနေ့မှာအစဉ်ပြေဖို့လို့အတွက်ကတော့အဝိုင်းရောင်ဖြော်ရည်တစ်ခွက်မြတ်စွာဘုရားရှင်လှူဒါန်းလိုက်ခြင်းအပြင်အခြေအမိတ္တိုင်းအိမ်တော်ကြီးအေဂျင့်တရားပျော်ရွှင်ရပါလိမ့်မယ်ခင်ဗျာ